ဒီကနေ့ကတော့ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းတွေငူးရွာနေတဲ့အချိန်မှာဆက်ဆဲကန်းချိန်မှာတွားပြီးတော့အနားယူထားတဲ့ vlog ကိုတင်ပေးမှာဖြစ်ပါတယ်ဒီခါကတော့ဆက်ဆဲမှာညအိတ်ခီးသွားကြမှာဖြစ်ပါတယ်။မနက်9:00နာရီခွဲလောက်မူတုံကနေထွက်လာကြတယ်။မိုးရာဒီဆိုတော့မူတုံတပ်မြူစီရဲ့လမ်းကအပင်တွေဆင်းဆင်းဆူဆူနဲ့ကောင်းမောင်းရတာအရင်ကောင်းပါတယ်။ ဒီတစ်ခေါက်ကတော့ကြိုက်ခမီကြီးလေဘုရားဘက်ကိုမသွားဘဲနဲ့ဆက်ဆဲကန်းကြီးကိုပဲတန်းသွားလိုက်ပါတယ်မနက်10နာရီ30လောက်မှာဆက်ဆဲကန်းကြီးကိုရောက်ပါတယ်ဆက်ဆဲကန်းကြီးမှာရှိတဲ့ငွေတောင်ရဲ့ဟိုတယ်မှာညအိတ်သွားတဲကြမှာဖြစ်ပြီးတော့ငွေတောင်ရဲ့ဟိုတယ်ကစီးပြူးကတညအိတ်ကို9000ပေးရပါတယ်ပစ္စည်းတွေလည်းနေရာချထားပြီးပြီဆိုတော့နေ့လယ်စာတော့စားကြမယ်ယူလာတဲ့သမင်းတုပ်တွေမှာဇွန်ခရင်တွေမပါတာဖြစ်တဲ့အတွက်ကြောင့်ဆက်ဆဲကန်းကြီးမှာရှိတဲ့အတုတ်ဆိုင်တွေမှာပဲသမင်းသွားစားကြဖို့ဆုံးဖြတ်လိုက်ကြပါရစေ။ နေခင်းဆက်တနာကြီးဖြစ်ပေမဲ့လည်းမိုးအုပ်နေတာကြောင့်ကမ်းခြေမှာလမ်းဆင်းရှောက်ရတာတော်တော်မိုက်တယ်ဗျ။အတုံးဆိုင်ရောက်တော့ကြောက်ပွင့်တုံးနဲ့ခရမ်းကျင်တီတုပ်ကိုမာတယ်ပြီးတော့ဇွန်ခရမ်းနေတောင်းကြပြီးတော့နေလေစာစားကြပါတယ် ထမင်းစားပြီးတဲ့အချိန်ကနေ့လယ်12နာရီဆိုတော့ကန်းကြီးမှာဘီယာလေးတောက်ရင်လင်းညင်းလေးခံရင်နဲ့ဆက်ဆဲကန်းကြီးရဲ့တဘာဝအလှအယူအပြည့်အဝခံစားနေပါတယ်။ နေခင်း၁၂နာရီဆိုပေမဲ့လည်းအင်အားအပြည့်နဲ့ကန်းချီမှာစိတ်ကြိုက်ဓာတ်သွားဖမ်းပြီးတော့မှပြန်လာကြတဲ့ဆရာကြီးတုံးအောင်ပါနေလေစားလဲစားပြီးပြီနေကင်းတစ်ဖြက်လဲတပ်ပုံတွေရိုက်ပြီးပြီဆိုတော့ခိတာခဏအနားယူကြပါတယ် င်လေတက်တဲ့အချိန်ကိုစောင့်ရင် အလုံးမှာရော အိမ်မှာရောရှားပါလာတဲ့ကိုပိုင်းအချိန်လေးတွေကိုအသုံးချနေကြပါတယ် ဘိုင်းအချိန်လေးတွေကိုစိတ်ကြိုက်အသုံးချကြပြီးနေ့လယ်တနာရီခွဲလောက်မှလူစုကြတယ်ဆက်စဲကန်းကြီးကိုအဓိကလာရတဲ့အကြောင်းပြချက်ဖြစ်တဲ့လေတဖြူဖြူမှာဘီယာတောက်ချင်းဆိုတဲ့ကိစ္စကိုအကောင့်ထည့်ဖော်ကြတယ် စားတော့ကြပြီညနေ3:00နာရီလောက်မှာပင်လယ်တက်လာတာနဲ့ကမ်းခြေမှာလမ်းဆင်းလျှောက်ကြပါတယ်လမ်းလျှောက်နေကြရင်လည်းစိတ်ကူးထပေါက်ပြီးတော့အဖွဲလိုက်ထိန်းနေစင်းကြပါတယ် ရေကလည်းတက်မိုးကလည်းရွာမိုးကလည်းအုပ်ဆိုတော့ရေကစားလို့တအားကောင်း၃နိုင်ကနေပြီးတော့၄နိုင်ခွဲလောက်အထိကိုရေကစားကြတယ်ကျွန်တော်တို့ဖွင့်တဲ့တူတူလိုက်ပြီးတော့ပြောပါလိုက်ပါအောင်ဗျာ

还可以有你个人，还可以有你个人，你要信你，哎，你要信你你个。 ရေကစားပြီးပြီးတကူရေတန့်ရှင်ရေးတွေလုပ်ပြီးပြီးဆိုတော့ကျွန်တော်တို့တွေဆက်ဆဲရွာထဲမှာညနေသာသွားစားကြမယ်ဆက်ဆဲရွာထဲမှာရှိတဲ့မမီစားဖွဲ့ဆောင်ဆိုင်မှာသွားစားကြတယ်အကယ်၍သွားစားဖြစ်ခဲ့ကြရင် ကြီးဦးနဲ့ဖက်ကဖောင်ကတော့စားလို့တော်တော်ကောင်းပါတယ် န်းချက်ဟုတ်ပြီညနေစာစားပြီးငွေတောင်းရဟိုတယ်ပြန်ရောက်တဲ့အချိန်ကတော့6နာရီထိုးနေပါပြီညနေစာစားပြီးအစာချေအောင်ကမ်းခြေမှာလမ်းစင်းလျှောက်ကြမယ်နေဝင်ချိန်မှာပပနေတဲ့ကမ်းခြေရဲ့အလှတရားလေးတွေကိုလိုက်လျှောက်ကြည့်ကြမယ် ်းကြီးမှာစိတ်တိုင်းကြလမ်းလျှောက်ကြပြီး55မိနစ်လောက်ကြာတော့ငွေတောင်ရန်ဟိုတယ်ဘက်ကိုကျွန်တော်တို့ပြန်လာခဲ့ကြပါတယ်။မနက်ကတမ်ယူဇီယံမြို့ထဲမှာရှိတဲ့ family mart ကနေပြီးတော့ဝယ်လာတဲ့အသားလုံးလေးတွေကိုကျွန်တော်တို့ရေနွေးတွေနဲ့ပြုတ်ကြတယ်။ သိမ့်မကြခင်မှာအပြင်ထွက်ပြီးတော့ဝိုင်းဖွဲ့စားတောက်ကြအောင်မှဖြစ်တာမို့လို့အခုလောလောဆယ်ပါလာတဲ့အသားလုံးလေးတွေကိုရင်းနွေးလေးတွေနဲ့ပြုတ်ပြီးတော့နောက်ဝိုင်းဖွဲ့မဲ့အခါကျရင်အမီးလေးဖြစ်အောင်လုပ်ရင်းနဲ့စကားစမြည်ပြောနေကြပါတယ် ပြင်မှာဝိုင်းဖွဲ့စားဖို့အမီလေးလောက်ရင်နည်းနည်းပါးပါးလဲတောက်ရင်ပေါ့နော်ယူလာတဲ့ရေကဲဘုံကအရွယ်အစားပုံမှန်ပဲဖြစ်တာမို့လို့အေးဝါတဲ့ဘူးလေးတွေကိုတောက်လိုက်ကြံသေးတဲ့ဘူးတွေကိုစိန်လိုက်နဲ့အလုပ်တော့တော်တော်ရှုပ်တယ်ဗျာကဲတောက်ရင်ပြုတ်ရင် စကားစမိပြောရင်လေးကိုဆက်ပြီးတော့ကြည့်သွားကြပါဦး စကားစမိပြောနေရင်လည်းမပြုတ်ထားတဲ့အသားလုံးလေးတွေကကြက်လာပြီဆိုတော့ရေထဲကနေဆယ်ထုတ်တယ်ထပ်ပြီးတော့ကြံ့သေးတဲ့အသားလုံးတွေကိုထပ်ပြုတ်ကြတယ်ဘာဖြစ်လို့အဲ့လိုလုံနေရလဲဆိုတော့မြင်တဲ့အတိုင်းပါပဲပါလာတဲ့ gas မီးပုံနဲ့အိုးလေးကတိတ်တိတ်လေးဖြစ်နေတာကြောက်ပါ ပြုတ်ရင်းတောင့်ရင်းနဲ့လိုချင်တဲ့ပမာဏလောက်လဲရောက်ပြီးအပြင်မှာလဲမိုးတွေနည်းနည်းတိတ်ပြီးဆိုတော့ကျွန်တော်တို့အဖွဲတွေအပြင်မှာ Y မိုးအတွက်ဆက်ပြီးတော့ပြင်ဆင်ကြပါမယ်။ မိုးတိတ်တဲ့အချိန်ပဲဖြစ်နေလို့လားရေကျတဲ့အချိန်ပဲဖြစ်နေလို့လားတော့သိချာမသိဘူးဗျကျွန်တော်တို့အပြင်ထွက်ပြီးတော့ထိုင်တဲ့အချိန်ကတော့လေတိတ်မတိုက်ဘူးဒါပေမဲ့အတွင်းမှာတောက်တဲ့ feeling နဲ့အပြင်မှာတောက်တဲ့ feeling နဲ့မတူတာဖြစ်တာမို့လို့ကျွန်တော်တို့ဖွဲ့ပြီးဆက်ပြီးတော့ wine ဖွဲ့စားတောက်ကြပါလေ ညဘက်ကြီးမီးအောင်မှာတောက်နေလို့ပဲလားလေဘဲမတိုက်လို့ပဲလားတော့မသိဘူးကျွန်တော်တို့ထိုင်တဲ့နေရာကတော့ပိုးတွေတော်တော်များတယ်ပဲအဲ့ဒါနဲ့ပဲခုံကို မီးနဲ့နည်းနည်းဝေးတဲ့နေရာကိုရွှေ့ဖို့လောက်ကြပါတယ် မီးနဲ့လည်းဝေးသွားပြီပိုးတွေနဲ့လည်းဝေးသွားပြီဆိုတော့ဆက်ဆက်ကန်းကြီးရဲ့ night life လေးကိုကျွန်တော်တို့ဖွဲ့နဲ့တူတူဝင်ရောက်ခံစားသွားကြပါဦး 大量的，都是外地的。 အပြင်မှာဝိုင်းဖွဲ့လို့ကောင်းနေတော့မိုးရွာချတာနဲ့ကျွန်တော်တို့ဖွဲ့တွေဟိုတယ်ထဲမှာပဲထပ်ပြီးတော့ second round စကြပါမယ်။ငားလာပိုင်း32ရက်နေ့က Miss Universe Grand Final ဆိုလားပါလားရှိတယ်လို့ပြောတဲ့နေ့ဆိုတော့အဲ့ဒါလေးကိုလည်းကြည်ရင်အပင်းရင်နဲ့အနားယူနေကြပါတယ်။အာကျွန်တော်အတွက်ကတော့ Champion League Final ကိုစောင့်မျှော်နေပါတယ်ဗျ။နေ့ ဲ့ဒီတော့အဖွဲလိုက်စကားစမြည်လေးပြောဟိုနာလှဲဒီနာလှဲတောက်လိုက်စကားပြောလိုက်အနာယူလိုက်လဲကျွန်တော်တို့တွေဆက်ဆက်ကန်းကြီးရဲ့တညတာကိုအေးလူလူနဲ့အပြည့်အဝအနာယူရင်ဖြတ်တန်းနေကြပါဗျာနေကျင်တာကတော့တညလုံးမအိပ်ပဲနေကျင်ပေမဲ့လည်းနောက်တနေ့ရဲ့လုတ်တွေက ြန်ရှိနေသေးတာမို့လို့ည2နာရီလောက်မှကျွန်တော်တို့အဖွဲ့အနားယူလိုက်ကြပါတယ်ကဲဒါကတော့မိုးအများကြီးရွာနေတဲ့ဆက်ဆဲကန်းကြီးရဲ့အရန်လှတဲ့မနက်ခင်းလေးတစ်ခုပေါ့ဗျာ။ နက်၈နာရီလောက်မှာငွေတောင်ရဟိုတယ်ကနေပြန်ထွက်လာကြပြီးတော့တမ်ပြည်စီယမ်မြို့မှာမနက်မနက်စာစားကြတယ်အဲဒီကနေပြီးတော့မှကျွန်တော်တို့နေရက်ကိုပြန်ကြပါတယ်ဗီဒီယိုအဆုံးအထိကြည့်ပြီးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာကျွန်တော်ကျုပ်ကြီးပါ